မ့်မြို့မှာဘာသာပေါင်းစုံစရုဏီသာကျွေးဝင်နေမြို့နယ်လုံးဆိုင်ရာရွှေဘုံသာဖျားဆွန်လောင်းဝဲတော်ကိုမရှာဆန်းရဲနေမတဲ့ပိုင်းကရွှေဘုံသာစီဒီဖျားရင်မြန်မာကျင်းပခဲ့လို့သိရပါတယ်။ကလေးမြို့ဟာချင်းတောင်ကျေးဒေသမှာရှိပြီးဗုဒ္ဓဘာသာဝင်တွေခရစ်ယာန်ဘာသာဝင်တွေအစ္စလာမ်ဘာသာဝင်တွေဟိန္ဒူဘာသာဝင်တွေနေထိုင်ကြတဲ့မြို့တစ်မြို့ဖြစ်တယ်လို့သိရပါတယ်။ဘုရားရောင်းတော်ကောင်းဆောက်ပါပြည့်စုံလို့ရှိရင်နမတတဲ့ ဒီဘွဲဟာခလေးမြို့နယ်မှာရှိတဲ့ဘာသာအသီးသီးရဘာသာဝင်တွေဟာအထင်းထင်းချစ်ချင်ညီညွတ်စွာနေထိုင်နိုင်တယ်နေထိုင်လျက်ရှိရဆိုတာနဲ့နောက်လည်းဒီလိုမျိုးညီညွတ်စွာနေထိုင်သွားမယ်ဆိုတာပြသတာပဲဖြစ်ပါတယ်လို့ကလေးခိုင်သာသနာရေးဌာနကလက်ထောက်ညွှန်ကြားရမှုဦးထွန်းမြအောင်ကအခုလိုပဲပြောပါတယ် ဘာသာပေါင်းစုံစရုတီတာကျွေးပွဲနဲ့ ို့နယ်လုံးဆိုင်ရာရှေဘုံသာဖျားဆွမ်းလောင်ပွဲတော်မှာခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာကစရုဒီသာကျွေးမွေးပွဲမှာတာဝန်ယူဆောင်ရွက်ကြပြီးဟိန္ဒူနဲ့ဗုဒ္ဓဘာသာအဖွဲ့တွေကဆွမ်းလောင်မှုကိုဆောင်ရွက်ကြတာဖြစ်တယ်လို့သိရပါတယ်။ကလေးမျိုးမှာတော့ဘာသာမခွဲပဲသူ့ပွဲကိုယ်ပွဲတွားရောက်လည်းပတ်စားသောက်ကြတာမျိုးရှိပြီးအခုဟာကတော့ရှေဘုံသာစီဒီဖျားပွဲတော်အထိမ့်မဲ့အနေနဲ့ကျင်းပတာဖြစ်ကြောင်းအားလုံးကိုယ်နိုင်ငံအတွင်းမှာရှိတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးဖေးဖေးမမနေ ခိန်သွားမယ်ဆိုရင်တော့စိတ်ချမ်းသာစရာကောင်းတယ်ပျော်စရာကောင်းတယ်လူအတိုင်းဝိုင်းကဘာကြီးဖြစ်လာမှာပဲလို့ကလေးမျိုးပေါ်မှာပရိုက်တာလုပ်ငန်းများလုပ်ကိုင်နေသူဥအောင်တော်ကပြောပါတယ်ဒီဘွဲ့မှာဘာသာတိလေးဘွဲ့ကိုဖိတ်ကြားခဲ့ပြီးဖိတ်ကြားတဲ့အချိန်မှာဖုန်ကြီးအပားတထောင်ဆွန်လောက်မယ်ဆိုတော့သူတို့ဘွဲ့ကမုန်းနယ်ဖြိုရေးဘူးအတွက်တာဝန်ယူလိုက်ပါတယ်လို့ဘွဲ့တော်မှာပါဝင်ခဲ့သူမြန်မာမွတ်စလင်ဘွဲ့က ဟာဂျီမာဂျီဒေါ်လာဂျီကပြောပါတယ်မြန်မာပြည်မှာဘာသာတစ်ခုနဲ့တစ်ခုလေးစားမယ်ယူသိမယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးယူသိမယ်ဆိုရင်တော့မြန်မာပြည်ဟာငြိမ်းချမ်းအမှန်တကယ်ရရှိမယ်လို့ယုံကြည်ပါတယ်လို့ခလေးနဲ့ခရီးရန်အသင်းတော်များကောင်းစီဥက္ကဋ္ဌတိတ်ခါရရဆရာတော်ဒေါက်တာဥဟေငါကပြောကြပါတယ်